မင်္ဂလာပါရှင်ရှမ်းအေခိုမီဒီယာကအကျိုးဆိုပါတယ်ရှမ်းပြည်နယ်တည်မြန်မာနိုင်ငံအတွင်းစိုက်ပျိုးရေးကဏ္ဍအတွင်းအရေးပါဆုံးဒေသတစ်ခုအဖြစ်မှတ်ယူနိုင်ပါတယ်ယနေ့တွင်စိုက်ပျိုးရေးဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးအားရှမ်းအေခိုမီဒီယာမှတွေ့ဆုံမိမြန်းကရှမ်းပြည်နယ်အတွင်းရှိစိုက်ပျိုးရေးနှင့်ပတ်သက်သည့်အချက်အလက်များရှေ့ဆက်လှုံ့ဆော်ရမည့်ရည်မှန်းချက်များနှင့်တောင်သူများ၏ခက်ခဲများကိုမေးမြန်းခဲ့ပါတယ်ဆရာကြီးပထမအဆုံးအနေနဲ့ကျမတို့မေးချင်တာကရှမ်းပြည်နယ်ဤစိုက်ပျိုးရေးမြေပမာဏနှင့်လက်ရှိစိုက်ပျိုးနေတဲ့ အဓိကသိနယ်များအကြောင်းရှင်းလင်းပြောပြပေးပါရှင်။ဟုတ်ကဲ့ပါကျွန်တော်တို့ရှမ်းပြည်နယ်ကဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒါဣရိယာအကျယ်ဝန်းဆုံးတော်တာ ပြည်နယ်ဖြစ်ပါတယ်ကျွန်တော်တို့ရှမ်းပြည်နယ်မှာဆိုလို့ရှိရင်အတတင် စိုက်ပျိုးမီဧရိယာဆိုလို့ရှိရင်3တပ်သမ2ခုတန်းကျော်ရှိပါတယ်အဲ့ဒီထဲမှာမှကျွန်တော်တို့လေစိုက်ပျိုးနိုင်တဲ့ဧကာကကျွန်တော်တို့6သိန်းနဲ့8000ကျော်ရှိပါတယ်ကျွန်တော်တို့ယာအနေနဲ့ကယာမီအနေနဲ့ကတော့ကျွန်တော်တို့ဒါ18သိန်းနီးပါးလောက်ရှိပါတယ်နောက်တောင်ယာတော့ကျွန်တော်တို့3သိန်း9000ကျော်ဧကာရှိပါတယ်နောက်ဥယျာဉ်ချမ်းမြေကတော့ကျွန်တော်တို့စုစုပေါင်း6သိန်းကျော်ဒါရှိပါတယ်ကျွန်တော်တို့ရှမ်းပြည်နယ်မှာ စိတ်ပြုတ်တဲ့တည်နံ့နေရာတော့အတိအကစိတ်ပြုတ်တဲ့တည်နံ့နေရာတော့အများကြီးပါပထမဦးဆုံးကတော့ကျွန်တော်တို့စဘာဖြစ်ပါတယ်နောက်တော့ကစေထုတ်ပြောင်းစားတဲ့ကျွန်တော်တို့ဌာနကအရေးကြီးတည်နံ့အဖြစ်သတ်မှတ်ထားတဲ့တည်နံ့၁၀မျိုးလုံးကိုစိတ်ပြုတ်ပါတယ်အဲ့ဒါအပြင်ကျွန်တော်တို့ရှမ်းပြည်နယ်မှာဆိုလို့ရှိရင်နှစ်ရှည်တည်နံ့အဖြစ်လက်ဖက်ကော်ဖီမက်ဂဒေးမီယာထော့ပါစားတဲ့နှစ်ရှည်တည်နံ့တွေကိုလည်းကျွန်တော်တို့အများကြီးစိတ်ပြုတ်ပါတယ်အလားတူပဲကျွန်တော်တို့ဒီဟင်းတီးဟင်းရွက်နဲ့ဒီစပိုးချောင်း တင်းတန်တွေကိုလည်းကျွန်တော်တို့ရှမ်းပြည်နယ်မှာဒါအများကြီးစိုက်ပျိုးပြီးတော့မှဒါတင်ပို့ရောင်းချရရှိပါတယ်ခင်ဗျာ။စိုက်ပျိုးရေးထွက်ကုန်များကိုနိုင်ငံအတွင်းနဲ့ပြည်ပသို့ဘလို့ရောင်းချနေပါသလဲရှင်စရာ။ဟုတ်ကဲ့ပါကျွန်တော်တို့ရှမ်းပြည်နယ်မှာဒါတင်းတန်နှစ်ရှိတင်းတန်ရာဒီတင်းတန်အားလုံးကိုထုတ်လုပ်ပြီးတော့မှဒါဘီတွင်းစေကွက်ကိုလည်းတင်ပို့ရပါတယ်ကျွန်တော်တို့ နိုင်ငံခြားစီးကွက် export ကိုလည်းကျွန်တော်တို့ဒါတင်ဖို့ရောင်းချလည်းရှိပါတယ်ပြည်တွင်းစီးကွက်ကိုတော့အထူးအားဖြင့်ကျွန်တော်တို့စီမံထွက်ရှိတဲ့ဟိုမှာစပားတို့စေထုတ်ပြောင်းတို့နောက်တကဟင်းဒီဟင်းရွက်တို့နောက်ပြီးဘဲမျိုးစုံစီထွက်ဒီနာဒါတွေကိုလည်းကျွန်တော်တို့ဒါပြည်တွင်းမှာလည်းရောင်းချတယ်လို့ပြည်ပစီးကွက်ကိုလည်းကျွန်တော်တို့ဒါတင်ဖို့ရောင်းချလည်းရှိပါတယ်ပြည်ပစီးကွက်ကိုအထူးကတင်ဖို့ရောင်းချလိုက်တဲ့ဒီနာ အမျိုးအမည်တွေကတော့ကျွန်တော်တို့နစ်ရှိသီးနှံတွေဖြစ်တဲ့ကျွန်တော်တို့ဒီ coffee ပါပါတယ်လက်ဖက်ပါပါတယ်နောက် top up ပါပါတယ်နောက်တစ်ခါလိမ္မောပါပါတယ် macadamia ပါပါတယ်ကျွန်တော်တို့နစ်ရှိသီးနှံ၅မျိုးနဲ့ကျွန်တော်တို့ယာတီသီးနှံမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အစိထုတ်ပြောင်း coffee ထုတ်အချောက်လေးနောက်တစ်ခါကြက်သွန်ဖြူလေးဒါတွေသီးနှံအမဲစုစုပေါင်း၈မျိုးကိုဒါကျွန်တော်တို့ပြပါဆွေးရုပ်ကိုတင်ပို့ရောင်းချလျက်ရှိပါတယ်ခင်ဗျာနောက်တစ်ခုအနေနဲ့ဆရာလက်ရှိမှာတောင်သူတွေအတွက်ပေးရလျက်ရှိတဲ့ဤပညာဆိုင်ရာအကူအညီတွေနဲ့တင်နန်းအစီအစဉ်များ ကြောင်းကိုပြောပြပေးပါဦးရှင်ဆရာဟုတ်ကဲ့ပါကျွန်တော်တို့ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ဒီဒေသအတွင်းမှာရှိတဲ့ဟလာတောင်သူများအပြင်ဝန်ထမ်းတွေကိုလည်းဒါကျွန်တော်တို့ဒါဤပညာပေးသင်တန်းတွေကိုဆောင်ရွက်လည်ရှိပါတယ်အဓိကတော့ကျွန်တော်တို့ဒီမျိုးစေ့ထုတ်လုပ်တဲ့ဤပညာကိုကျွန်တော်တို့ဒါတောင်သူတွေကို ပညာပေးပါတယ်ဝန်ထမ်းတွေကိုလည်းပညာပေးပါတယ်အလားတူပဲမြေစီလာဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှာဆိုလို့ရှိရင်လည်းဟလာကိုစိတ်တဲ့မြေမှာမြေစီလာဖွံ့ဖြိုးတိုးတက်အောင်ဘယ်လိုဆောင်ရွက်ကြမလဲဘယ်လိုနည်းတွေနဲ့ဆောင်ရွက်ကြမလဲဆိုတဲ့ဒီမြေစီလာပါတရဆိုင်ရာတွေကိုလည်းဒါကျွန်တော်တို့ပညာပေးတင်နာများဖွင့်လှစ်ပေးလည်းရှိပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့တည်နံကာကွယ်ရေးပါတည်နံကာကွယ်ရေးမှာလည်းအလားတူပဲကျွန်တော်တို့တည်နံမှာကြားရောက်တဲ့ယောဂါတွေပူးမွားတွေကိုဘယ်လိုကာကွယ်နိုင်နေရမလဲဆိုတဲ့တင်နာပေးတင်နာတွေကိုလည်းဒါကျွန်တော်တို့ဆောင်ရွက်လည်းရှိပါ ါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့တောင်သူတွေစီယုံပြီးတော့မှအစုအဖွဲ့နဲ့လှုပ်တက်လာအောင်တောင်သူများဟလာဒီဒီဌာနအပေါ်မှာယုံကြည်မှုရှိလာစေရန်အတွက်ကျွန်တော်တို့အကူအညီပေးတဲ့နေရာတွေနောက်တစ်ခါဒီကျွန်တော်တို့တင်တန်းတွေဆွေးနွေးပွဲတွေ နောက်တစ်ခါလက်ကွက်ထဲမှာကျွန်တော်တို့ဒါတရုတ်ပြစိုက်ကွင်းတွေဒါတွေကိုလည်းကျွန်တော်တို့ဒါလက်တွေ့လှုပ်ပြီးတော့မှစိတ်ပြုပြတာပြီးတော့မှပညာပီးလုပ်ငန်းတွေကိုကျွန်တော်တို့ဒါဆောင်ရွက်လည်းရှိပါတယ်ခင်ဗျာဟုတ်ကဲ့ဆရာရှင်နောက်တစ်ခုအနေနဲ့ရေရှားပါမှုနဲ့ရေစနစ်ပြဿနာတွေကိုဖြေရှင်းမှုရအတွက်အစီအမံကိန်းများရှိပါသလားရှင်ဟုတ်ကဲ့ပါကျွန်တော်တို့ရှမ်းပြည်နယ်မှာဆိုလို့ရှိရင်ဟာတချို့ဒေသတွေမှာဒါတောက်သုံးရေအပြင်ဒါစိုက်ပျိုးရေပါရှားပါမှုတွေတရ ပြေးကြုံရပါတယ်အထူးသဖြင့်တော့ကျွန်တော်တို့ဒီမိုးခေါင်တဲ့နှစ်တွေမှာဆိုလို့ရှိရင်ဒါကြုံရလေးရှိပါတယ်ဒါကြောင့်ဒီလိုနှစ်တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့စိုက်ပျိုးတိနာနေဖြစ်စီမှုမဖြစ်စေရအတွက်ကျွန်တော်တို့ဒီစိုက်ကွင်းတွေမှာဆိုလို့ရှိရင်မိမိပိုင်တဲ့တောင်သူလေသမားတဦးစီရနေပြီးတော့မှမိမိပိုင်တဲ့လေကွင်းတွေရဲ့အနိုင်ပိုင်းဒေတာမှာဆိုလို့ရှိရင် ကျွန်တော်တို့ဒါဂျင်းလေးတွေကိုတူးတာပါတယ်ဂျင်းလေးတွေကိုတူးပြီးတော့မှဒါမိုးရေလောင်တဲ့စနစ်ကိုဒါကျင့်သုံးပြီးတဲ့နည်းစနစ်ကိုလည်းဒါပညာပေးပါတယ်နောက်အလားတူပဲကျွန်တော်တို့စိုက်ပျိုးရေးမှာဆိုလို့ရှိရင်ဝါ water harvesting လို့ခေါ်တဲ့ကျွန်တော်တို့ဒါမိုးရေတွေကိုစုဆောင်းတဲ့နည်းစနစ်ပေါ့ဒါကိုလည်းကျွန်တော်ပြင်လာပြပါတယ်နောက်တစ်ခုက water safety saving technology ပေါ့နော်အဲ့ဒါလည်းရေကိုခြွေတာတဲ့သုံးစွဲနည်းစနစ်ဥပမာအဖြစ်ကျွန်တော်တို့ဟင်းပြီးဟင်းပြန်မှာဆိုလို့ရှိရင်ဒါ drip irrigation လို့ sprinkler irrigation လို့ရှိပါတယ်ဒီဒီစနစ်တွေကိုလည်းဒါကျွန်တော်တို့ဒါပညာပိတင်နာလုပ်ငန်းတွေကိုဆောင်ရွက်လည်းရှိပါတယ်နောက်တစ်ခါကျွန်တော်တို့တိနံကြီးခေတ္တရနာထားတဲ့နွေရာသီကာလမှာဆိုလို့ရှိရင်လည်းဒါနွေထည်ရီးတွေခံပြီးတော့မှကျွန်တော်တို့ဒါမြေစည်းလွားဒီရေကြတဲ့အချိန်မှာရေတွေကိုစုပ်ယူထိန်းသိမ်းထားနိုင်အောင်အတွက်ဒါပညာပိလုပ်ငန်းတွေဆောင်ရွက်လည်းရှိပါတယ်နောက်တစ်ခုကကျွန်တော်တို့တိနံတွေရဲ့မြေကြီးထဲမှာဆိုလို့ရှိရင်ရေအစိုးတက်ကိုထိုင်းနိုင်အောင်အတွက်မြေကြီးရဲ့ဖွံ့ဖြိုးတိုးတက်မှု ောက်ပြီးအာဟာရတကြွယ်ဝမှုစတဲ့ဒီကျွန်တော်တို့မြေစီလာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကိုလည်းဒါကျွန်တော်တို့အထူးသဖြင့်ကျွန်တော်တို့ဆောင်ရွက်လက်ရှိပါတယ်ခင်ဗျာဟုတ်ကဲ့ရှင်ဆရာနောက်မေးခွန်းတစ်ခုအနေနဲ့တောင်သူတွေအတွက်စိုက်ပျိုးရေးအာမခံစနစ်များရှိပါသလားရှင်ရှိပါကမြေကဲသူအကျိုးပြုနိုင်လေဆိုတာရှင်းပြပါအောင်ရှင်ဆရာဟုတ်ကဲ့ပါကျွန်တော်တို့ဒီစိုက်ပျိုးရေးဌာနမှာဆိုလို့ရှင်ဒါဥပဒေ new ဥပဒေရှိပါတယ်ဒီကတော့ဒီ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနဲ့အကျိုးစီးပွားနှင့်တည်ဥပဒေရှိပါတယ်ဒီဥပဒေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီတောင်သူလယ်သမားတွေကဆိုလို့ရှိရင်ကိုစိုက်ခင်းမှာတုံးဆွဲတဲ့တွင်အားစုတွေကိုဒါအကြီးအသေးမန်ကန်စွာနဲ့ဒါစေးနှုံးဒါတင့်တင့်တဲ့စေးနှုံးနဲ့ဒါရရှိနိုင်အောင်အတွက်ကျွန်တော်တို့ဒါစိုက်ပွေး ီဦးစီးဌာနနေပြီးတော့မှဒါဥပဒေတွေချမှတ်ပြီးတော့မှဆောင်ရွက်လေရှိပါတယ်ဥပမာအနေနဲ့ကျွန်တော်တို့စိုက်ပျိုးရေးသွင်းအားစုတစ်ခုဖြစ်တဲ့တပ်မီဩဇာတွေမျိုးစေ့တွေနောက်ဒီပို့သက်စေးတွေကိုကျွန်တော်တို့ဒါအတူအပါတွေမဖြစ်အောင်နောက်တစ်ခါကျွန်တော်တို့ဒီရက်လွန်တဲ့ဒါတက်တန်းကုန်နေတဲ့ဒီစေးတွေမဖြစ်အောင်အတွက်ဒါကျွန်တော်တို့ ဒီစိုက်ပျိုးရေးဦးစီးဌာနနေပြီးတော့မှဥပဒေနှိဥပဒေနေနဲ့တာရောင်းချတဲ့စိုင်းတွေပေါ်တင်သွင်းတဲ့လူတွေပေါ်ကျွန်တော်တို့အားလုံးတာလိုင်စင်တွေထုတ်ပြီးပါတယ်မှတ်ပုံတွေထုတ်ပြီးပါတယ်နောက်ပြီးတော့အခါအလျော်စွာကျွန်တော်တို့ရောင်းချတဲ့စိုင်းတွေမှာလည်းကျွန်တော်တို့ဒီဝန်ထမ်းတွေကတွားပြီးတော့မှဒါစစ်ဆေးပြီးတော့မှစမှတ်လက်ရှိပါတယ်ခင်ဗျာဟုတ်ကဲ့ရှင်ဆရာဟုတ်ကဲ့ရှင်ဆရာနောက်တစ်ခုအနေနဲ့တဘာဝဘေးအနေတွေကြောင့်တီးနှံများထိခိုက်ပျက်စီးမှုတွေရှိပါကထောက်ပံ့မှုတွေရေပြန်လည်ကူစားမှုတွေကိုဘယ်လိုဆောင်ရွက်နေပါသလဲရှင်ဆရာ ဟုတ်ကဲ့ပါကျွန်တော်တို့ဒီစိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ခုနကကျွန်တော်တို့တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနဲ့အကျိုးစီးပွားမြင့်တင်ရေးဥပဒေအရအကယ်၍ကျွန်တော်တို့ဒီတဘာဝ PND တွေကိုကြုံခဲ့မယ်ဆိုလို့ရှိရင်ပျက်စီးဆုံးရှုံးခဲ့ရတဲ့တောင်သူတွေကိုကျွန်တော်တို့ဒါထောက်ပံ့ပေးတဲ့အစီအစဉ်တွေကိုကျွန်တော်တို့ဆောင်ရွက်လည်ရှိပါတယ်လက်တလုံးအနေနဲ့ပြီးခဲ့တဲ့2024ခုနှစ်မှာကြုံတွေ့ခဲ့ရတဲ့ယာကီမုံတိန်ကြောင့် ဒါရင်းနှစ်ခဲ့ရတဲ့ကျွန်တော်တို့ဒါပျက်စီးခဲ့ရတဲ့ဒီတိနာစိတ်တောင်းသူတွေကိုကျွန်တော်တို့ဒါထောက်ပံ့ပေးပါတယ်ကျွန်တော်တို့တေအကားကိုဆိုလို့ရှိရင်ကျွန်တော်တို့ဒီမျိုးစေ့တွေတက်မြောစာတွေစားတဲ့အသွင်အားစုတွေကိုကျွန်တော်တို့ဒါအခမဲ့ထောက်ပံ့ပေးလည်းရှိပါတယ်အလားတူပဲကျွန်တော်တို့ဒီရှမ်းပြည်နယ်အစိုးရရဲ့အကူအညီနဲ့လည်းဒါကျွန်တော်တို့ဒီကြားရောက်လာတဲ့ဒီတိနာပျက်စီးဆုံးရှုံးခဲ့တဲ့တောင်းသူတွေကိုလည်းဒါကျွန်တော်တို့ထောက်ပံ့ပေးလည်းရှိပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ2025ခုနှစ်မှာကြုံတွေ့ကြရတဲ့မန္တလေးငလင်ကြောင့်ဒီကျွန်တော်တို့ အင်းလေးဒေတာမှာခရမ်းကျင်စိုက်ခင်းတွေတချို့ပျက်စီးမှုရှိခဲ့ပါတယ်။နောက်တောင်သူတွေပျက်စီးခဲ့တဲ့ဒီစိုက်စုစုပေါင်းဥယျာကျွန်တော်တို့945ဦးရှိပါတယ်။အဲ့945ဦးတွေကိုလည်းကျွန်တော်တို့ ဒီတဘာဝမီဩဇာတွေနောက်တော့ကယူရီးယားမီဩဇာတွေနောက်တစ်ခုကရွက်ပြန်းအားစေးတွေစတဲ့ကျွန်တော်တို့ဒီတွင်းအားစုတွေကိုလည်းကျွန်တော်တို့ဒါဌာနနေပြီးတော့မှထောက်ပံ့ပေးလေရှိပါတယ်ဒီလိုထောက်ပံ့ပေးနိုင်အောင်လည်းကျွန်တော်တို့ရှမ်းပြည်နယ်အစိုးရအဖွဲ့ကနေပြီးတော့မှကျွန်တော်တို့ကိုဒါရံပုံငွေတွေကိုလည်းကျွန်တော်တို့ဒါချပီးဆောင်ရွက်လေရှိပါတယ်ခင်ဗျာဟုတ်ကဲ့ရှင်ဆရာနောက်မေးခွန်းအနေနဲ့လူငယ်တွေစိုက်ပျိုးရေးလုပ်ငန်းကိုဝင်ရောက်လာစေရန်ဆရာတို့ဦးစီးဌာနအနေနဲ့မြည်သည့်လှုပ်ရှားမှုများပြုလုပ်နေပါသလဲရှင်ဆရာ ဟုတ်ကဲ့ပါ ကျွန်တော်တို့ဒီစိုက်ပျိုးရေးဦးစီးဌာနအနေနဲ့လူငယ်အဲဒါမျိုးဆက်တည်တွေကိုကျွန်တော်တို့အမွေးထုတ်ပေးနိုင်ရတဲ့အတွက်အခုဆိုလို့ရှိရင်ကျွန်တော်တို့ KG plus mine အောင်ပြီးသား ဒီចောင်းသားចောင်းသူလေးတွေကိုကျွန်တော်တို့ဒါစိုက်ပျိုးရေးနဲ့တွဲဖွဲ့ပြီးတော့မှဖွင့်လှစ်တဲ့ဒီစိုက်မွေးတက်တန်းចောင်းတွေကိုလည်းဒါကျွန်တော်တို့ဒါရှမ်းပြည်နယ်မှာဆိုလို့ရှိရင်စုစုပေါင်းကျွန်တော်တို့ဒီမနစ်အတွင်းမှာ15ចောင်းတိုးချက်ဖွဲ့စည်းခဲ့ပါတယ်အဲ့ရနေပြီးတော့မှကျွန်တော်တို့ဒီ GG plus 9တက်ရောက်ပြီးတော့မှဒီဆိုင်အထက်ကအောင်မြင်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒါထုချုံသူ့အလိုက်ကျွန်တော်တို့စိုက်ပျိုးရေးတိတ်ပန်းစိုက်ပျိုးရေးတက်ကတူစတဲ့ဒီ ဒီဂရီတွေပွဲတွေရရှိအောင်အတွက်ဒါကျွန်တော်တို့ဌာနအနေနဲ့ရှမ်းပြည်နယ်အတွင်းမှာဆောင်ရွက်လက်ရှိပါတယ်။အလားတူပဲကျွန်တော်တို့ဒီစိုက်ပျိုးရေးကဏ္ဍမှာကျွန်တော်တို့လိုအပ်လျက်ရှိတဲ့ဒီလေယာလုတ်သားတွေကိုလည်းကျွန်တော်တို့ဒီစိုက်ပျိုးရေးလှုပ်ချင်းအဖြစ်အကျိုးအမြတ်ဒီနောက်တစ်ခုကစိတ်နေစိတ်ထားတွေပေါ့လေဒီလိုမျိုးခံယူချက်ကောင်းကောင်းလေးနဲ့ဒါလှုပ်လာနိုင်အောင်အတွက်လည်းဒါတင်ညာပြီးလုပ်ငန်းတွေကိုကျွန်တော်တို့ဆောင်ရွက်လက်ရှိပါတယ်ခင်ဗျ